အားလုံးပဲမင်္ဂလာပါခင်ဗျာနုသစ္စာ channel ကနေပြီးတော့နောက်ဆုံးရဒေါင်လိုင်းသတင်းတွေကိုတုံ့နှုတ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီတနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုတရားဝင်သိမ့်ပတ်ရရှိတဲ့အကြောင်းကြေညာပါတယ်ဒီစစ်တုံးမန်းနေလက်နက်ခမ်းတွေလည်းအတော်လေးသိမ့်ပြီးဖမ်းမိပါတယ်နောက်ပြီးတော့နေပြည်တော်တက်ကုန်းမှာရှိတဲ့စစ်တပ်ကင်းစခန်းကို ပြည်သူ့လူမျိုးရေးတပ်မတော် BLA ကစီးနင်းတိုက်ခိုက်တဲ့တရင်တည်ဆဲစရာရှိပါတယ်။တီဘောလာရှုလမ်းကြားနဲ့မိုင်းရဲအဝင်ထွက်စစ်တပ်ကပိတ်လိုက်ပါတယ်။နောက်အကြံဖက်စစ်တပ်ရဲ့တရားမဝင်ရုပ်ောက်ပွဲမကျင်းပနိုင်ရေးအစွမ်းကုန်တက်စီသွားမယ်လို့ဒီဒီမော့ဆို local PDF ကထုတ်ပြန်လိုက်ပါတယ်။ပြီးတော့အော်တိုဘာလအတွင်းမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာအကြိမ်250ရှိပြီးတော့ပြည်သူ185ဦးသေဆုံးပြီးတော့922ဦးဒဏ်ရာရရှိတဲ့အကြောင်းတင်ပြစရာရှိပါတယ်။ နောက်ပြီးတော့စလင်းမျိုးပွင့်ပြူကာကိတ်မှာမန္တလေးကိုသွားမဲ့လူငယ်6ဦးပေါ်တာဆွဲခံရပြန်ပါတယ်။ဒီကြဖြန့်နှိမ်နှင်းရေးအထုတက်ဖွဲ့အမေရိကန်ဖွဲ့တဲ့အပေါ်မှာမစိုးရိမ်ဘူးလို့ DKBA ဗိုလ်ချုပ်စောစန်းအောင်ကပြောပါတယ်ခင်ဗျာဒီသတင်းတွေကိုစုစည်းပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဗမာသုံးတဲ့အနေနဲ့ကတော့မော်တောင်းဒီမြို့ကိုတိုက်ခိုက်သိမ်းပိုက်တဲ့ဒရင်နဲ့ပတ်သက်ပြီးအရင်ဆုံးတင်ပြပေးလိုပါရစေ။ တနင်္သာရီတိုင်းအတွဲမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုတရားဝင်တင်ပတ်ရရှိတဲ့အကြောင်းကြေညာလိုက်ပြီးတော့စစ်သုံးပန်း40ကျော်ဖမ်းဆီးရရှိပြီးဒီ120မမလက်နက်ကြီးအမြောက်နှစ်လက်အပါဝင်လက်နက်ခဏအများအပြားတင်းစီရမိတဲ့အကြောင်း Food for Federal Democracy ကတရင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ မောတောင်မြို့သိမ်းတိုက်ပွဲမှာတိုက်ပွဲကာလက3ရက်လောက်သာကြာမြင့်ခဲ့ပြီးတော့ KNU KNL ဥဆောင်မှုနဲ့အတူမောတောင်မြို့သိမ်းတိုက်ပွဲကို KNL တပ်မ၄ကတပ်ရင်း233တပ်ရင်း71 KNDO တပ်ရင်း9တပ်ရင်း72 BPLA FFD တို့ကပူးပေါင်းသိမ်းပိုက်ခဲ့တဲ့အကြောင်းသိရပါတယ်အဲ့ဒီတိုက်ပွဲမှာစစ်သုံးမ40ကျော်ဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီးတော့120မမအမြောက်နှစ်လက်120မမလက်နက်ကြီးကြီး188တောင်း 0.5နဲ့တလက်60မမ3လက် RPG 2လက်ငကြင်းမီတလက်လက်နက်ငယ်36လက်နဲ့တခြားလက်နက်ခရမ်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်ခင်ဗျာမောတောင်မြို့ဟာစစ်ကောင်စီရဲ့ကုန်သွယ်ရေးစီးဆင်းမှုမှာရေးပါတဲ့တနင်္သာရီတိုင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်ပြီးတော့စစ်တပ်ကအနည်းဆုံးအင်အား90ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ပါတယ် လက်ရှိမှာထိုင်းအာဏာပိုင်တွေကထွက်ပြေးလာတဲ့မြန်မာစစ်သားတွေစီကနေလက်နက်တွေသိမ်းယူပြီးတော့ခိုးလုံခွင့်ပေးထားတယ်လို့နယ်စပ်စစ်ရေးသတင်းရင်းမြစ်တွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာ KNU ပြောရေးဆိုခွင့်ရှိသူဖရိုဆော့တော်နီကလည်းဒီနယူးသတင်းဌာနကိုပြောဆိုထားတာကတော့ ခက်ခဲကြမ်းတမ်းတဲ့ခီလန်းတွေနဲ့ကြုံရပေမဲ့လို့တလန်းချင်းဆက်ပြီးတော့အနာရှင်စနစ်ကြဆုံးရေးအတွက်ဒီဇိုင်းမမဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတာပြည်သူတွေကိုထပ်မံအသိပေးကြပါတယ်လို့မော်တော်မြို့သိမ်းတိုက်ပွဲအပေါ်မှာမှတ်ချက်ပြုထားပါတယ်ခင်ဗျာစစ်စကန်းကိုတိုက်ခိုက်ခံရပြီးအထိနာတဲ့ချိန်မှာစစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားတာရဲ့စစ်တပ်ကဘုံကျဲတာကြောင့်မော်တော်မြို့ကန်တွေဟာထိုင်းမြန်မာနယ်သက် မော့တောင်စင်ခွန်းနေဇာမြင်းအနီးကိုတွားရောက်တင်းရှောင်နေကြပြီးတော့ထိုင်းအန္နာပိုင်တွေကအစားအသောက်တချို့ပေးဝေခဲ့ကြပါတယ်။မော့တောင်နေဇာစကန်းကအရင်က KNU မြိတ်တဝဲခရိုင်တနင်္သာရီမြို့နယ်ဌာနချုပ်အခြေစိုက်ရာနေရာဖြစ်ပြီးတော့စစ်တပ်က1992မှာထိုးသစ်စင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း33နှစ်အကြာမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ နောက်သတင်းတစ်ပုဒ်ကတော့နေပြည်တော်တက်ကုန်းမှာရှိတဲ့စစ်တပ်စခန်းကို PLA ကစီးနင်းတိုက်ခိုက်တဲ့သတင်းကိုတင်ပြချင်ပါတယ်။နေပြည်တော်တက်ကုန်းမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်243အနီးကရတနာမြေရွာအခြေဆိုင်စစ်တပ်ကင်းစခန်းကိုနိုဝင်ဘာ12ရက်ညပိုင်းမှာစီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကသတင်းထုတ်ပြန်ပါတယ်ခင်ဗျာ။ စကန်းကိုစီးနင်းတဲ့အချိန်မှာစစ်သားတွေထွက်ပြေးသွားခဲ့ပြီးတော့စကန်းအတွင်းမှာရှိတဲ့ကင်းကြီးစင်ဘန်ကာတွေကိုဖျက်ဆီးရှင်းလင်းကာခဲရမ်းတဲ့ငွေသားတချို့တင်းစီရရှိခဲ့တဲ့အကြောင်း PLA ကဖော်ပြထားပါတယ်ခင်ဗျာစစ်တပ်အနေနဲ့ရမဲသိန်းမြို့ကနေပြီးတော့စစ်ကြောင်းတစ်ခုအ мян လန်းကစစ်ကြောင်းတစ်ခုနဲ့အခြေပြုစကန်းနှစ်ခုကနေစစ်ကြောင်းတစ်ခုတို့နဲ့လှုပ်ရှားနေပြီးတော့ရတနာမြေအခြေပြုစကန်းအနီးကျေးရွာနှစ်ရွာမှာစစ်ကြောင်းအထိုင်ချထားတဲ့အကြောင်းလဲ PLA ကဆိုပါတယ်ခင်ဗျာ ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ညပိုင်းကလည်းအမြန်လမ်းမိုင်းတိုင်း239မှာရှိတဲ့စစ်တပ်ရဲ့လေးကဒရဂိတ်စခန်းနေပြည်တော်တက်ကုန်းပြည်ရဲတိုက်ရင်း833ကရဲဘော်တွေကတိုက်ခိုက်တာမှာစစ်သား2ယောက်သေဆုံးပြီးတော့တအူးတန်ရခဲ့တဲ့အကြောင်းနဲ့အမြန်လမ်းနောက်ဖက်ကြေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ပြည်သူတွေအနေနဲ့စိတ်ရည်တတိနဲ့တွာလာကြဖို့နေပြည်တော်စစ်တိုင်းဌာနကအတိပေးထားပါတယ်ခင်ဗျာ။ နောက်တီဘောလာရှူဂျားနဲ့မိုင်းရဲအဝင်ထွက်ကိုစစ်တပ်ကပိတ်ထားပါတယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရဲအဝင်ထွက်နဲ့လာရှူတီဘောဂျားမှာကားတွေကိုစစ်ကော်မရှင်တပ်ကဒီနေ့9နာရီကနေစပြီးတော့တရားမဝင်ကုန်စည်တင်သွင်းခွင့်ဆိုတဲ့အကြောင်းပြချက်နဲ့ပိတ်လိုက်တဲ့အကြောင်းဒေသကနေထံကနေပြီးတော့သိရပါတယ်ခင်ဗျာအဲ့ဒီလိုပိတ်ထားတာကြောင့်ခီးသက်တင်ရင်တွေကုန်တင်ကားတွေနဲ့ခီးသွားမဲ့ဆိုင်ကယ်အများပြပိတ်မိနေတယ်လို့လဲဆိုပါတယ်ပြီးတော့ဒီဒေသကတအူပြောပြတာက စစ်ကောင်မရှင်ဘက်ကပိတ်တာပါတရားမဝင်ကုန်တင်သွင်းမှုတွေတအားများလို့တဲ့နောက်ပြီးတော့သူတို့ထိန်ချုပ်ရနေရာတွေကိုလူအဝင်ထွက်စစ်တာတဲ့တရွာနဲ့တရွာပေါ့နောင်မွန်တို့ဟန်နာတို့ကိုတွားမဲ့ဆိုရင်တော့ခွင့်ပြုပေးထားတယ်ဈေးဝယ်တာလောက်ကိုခွင့်ပြုပေးထားတယ်ကျန်တာတွေကိုပေးမသွားဘူးလို့အေယာဝတီသတင်းဌာနကိုပြောဆိုထားတာပါတီဘောမြို့အထွတ်နဲ့လာရှုမြို့ကြားမှာမိုင်းရဲအဝင်နေရာတွေမှာစစ်ကောင်မရှင်ထိန်ချုပ်တဲ့နေရာတွေဖြစ်ပါတယ်ခင်ဗျာ လာချုံမြို့ကိုတရုတ်ဖီအားကြောင့်ကိုကန်တက်တွေကစစ်ကော်မရှင်စီကိုပြန်ပေးလိုက်ရပြီးတဲ့နောက်မှာလာချုံမြို့အထက်တီဘောလာချုံလန်းနဲ့မိုင်းရဲလာချုံလန်းတကြောကိုမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တက်တွေကစုခွာပေးလိုက်ရတာဖြစ်ပါတယ်ဒီမနေ့ကတီဘောလာချုံလန်းနဲ့မိုင်းရဲလာချုံလန်းမှာဖြန့်ကျက်ထားတဲ့ကိုကန်တသက်အများစုဟာသိန်းနီမြို့နယ်ဘက်ကိုစုခွာသွားပြီးတော့တသက်အနေနဲ့သာကြန့်ရှိတော့တယ်လို့လည်းသတင်းတွေထွက်လာပြီးတဲ့နောက်စစ်ကော်မရှင်ဘက်က ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့နယ်ကိုဝင်ထွက်နိုင်တဲ့အစိုးရလမ်းတွေကိုပိတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတရုတ်နယ်သားကမန္တလေးမြို့အထိဖြတ်တန်းသွားလာတဲ့ကုန်းတွေလမ်းမကြီးမှာကိုကန့်တပ်ဖွဲ့နဲ့ပူးရဲထိန်းချုပ်ထားတဲ့မန္တလေးလာရှိုးဒီဘောလမ်းကိုစစ်တပ်ကဒီနေ့မနေ့မှစတင်ပိတ်လိုက်တာဖြစ်ပါတယ်ခီးတဲ့ကားတွေနဲ့ကုန်းငါးတွေသွားလာခွင့်ကိုစစ်တပ်ကပိတ်လိုက်တဲ့လို့ရဟာဘူချုပ်ကြီးမြာထုံးဦးရဲ့ကြောက်မဲဒီဘောခီးစဉ်နဲ့ဆက်ဆက်နိုင်တယ်လို့လည်းဒေသခံတွေကယူဆနေကြပါတယ် အဲ့ဒီလိုပိတ်ဆို့တာဟာစစ်တပ်ဟာလာရှုံနဲ့ဒီဘောမျိုးအကြနေရာယူထားတဲ့ကိုကန်တက်တွေကိုပြန်ဆုတ်ဖို့ဖိအားပေးတာဖြစ်ပြီးတော့စစ်တပ်နဲ့ကိုကန်တို့ညှိနှိုင်းမှုတွေရှိနေတယ်လို့လည်းကိုကန်တပ်ဖွဲ့နဲ့နေသက်သူတွေထံကနေပြီးတော့သိရပါဗျ။အဲ့ဒီလိုလမ်းပိတ်လိုက်ပြီးတဲ့နောက်မှာကိုကန်နဲ့စစ်တပ်တို့ကြားနှစ်ဖက်အင်အားဖြစ်တင်းတာတွေရှိပြီးတော့တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုစိုးရိမ်နေကြတယ်လို့ဒေသခံတွေကပြောကြပါဗျာခင်ဗျာ။ ။နောက်သတင်းတပုတ်ကတော့ဒီအကျန်းဖက်စစ်တပ်ရဲ့တရားမဝင်ရွက်ောက်ပွဲမကျင်းပနိုင်ဖို့အတွက်စွမ်းကုန်တားဆီးသွားမယ်လို့ဒီမော့ဆိုဒေတာကန် PDF ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။မကြခင်ကျင်းပတော့မဲ့အကြံဖက်စစ်တပ်ရဲ့တရားမဝင်ရွက်ောက်ပွဲမကျင်းပနိုင်ရတဲ့အစွမ်းကုန်တားဆီးသွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆိုကထုတ်ပြန်လိုက်တာပါစစ်ကော်မရှင်တပ်ဟာလာမဲ့ဒီဇင်ဘာလနဲ့ဇန်နဝါရီလတို့မှာတရားမဝင်အတူရောင်ရွက်ောက်ပွဲကျင်းပနိုင်ရေးအတင်းကျပ်လှုပ်ဆောင်ရဲ့ချိန်ပြီးတော့ လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထိန်းချုပ်နယ်မြေတွေကိုအင်အားအများပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။တော်လန်ရေးထိန်းချုပ်နယ်မြေတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေသလိုအရသာပြည်သူတွေရဲ့နေအိမ်တွေစာတင်ကျောင်းတွေဖျားကျောင်းတွေနဲ့လူစီကားရနေရာတွေကိုလည်းရွေကျက်ရှိရှိလေကျောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်ခင်ဗျာ။ဒီလိုစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရတွေအတွက်ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆိုကကရင်ပြည်နယ်အတွင်းစစ်ကောင်စီအုပ်ချုပ်ရေးနယ်မြေမရရှိစေရေးနဲ့ အတူအရောင်ရုပ်ကောက်ပွဲမကျင်းပနိုင်ရေးကရင်ပြည်နယ်အတွင်းမှာရှိတဲ့တခြားတွန်လိုင်းတပ်တွေနဲ့အတူကိုယ်စွမ်းညာစွမ်းရှိသမျှတားဆီးခုခံသွားမယ်လို့ဆိုပါတယ်ခင်ဗျာစစ်တပ်ရဲ့အတူအရောင်ရုပ်ကောက်ပွဲအတွက်ပူပေါင်းပါဝင် ပြီးပြည်သူတွေကိုမဲဆွယ်စည်းရုံးတာဖိအားပေးအကြက်ကင်တာသွေးဆောင်ဖျားယောင်တာတွေလုတ်ကင်နေတဲ့ပါတီဝင်တွေနဲ့လူပုဂ္ဂိုလ်တွေကိုလည်းပြင်းပြင်းထန်ထန်အေးအေးဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ဒါကြောင့်ကရင်ပြည်နယ်အပါအဝင်နိုင်ငံအနှံ့ပြားကပြည်သူတွေအနေနဲ့လည်း အတူရောင်ရွက်ောက်ပွဲမှာပူပေါင်းပါဝင်ခြင်းမလုပ်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာနောက်တဲ့တဲ့ဘုတ်ကတော့ဒီအောက်တိုဘာလအတွင်းမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်250ကြောင်းဒီပြည်သူ185ဦးသေဆုံးပြီးတော့922ဦးဒဏ်ရာရတယ်လို့ဆိုပါတယ်ခင်ဗျာ ဒီအကြမ်းဖက်စစ်တပ်ရဲ့ပြည်သူပေါ်သွေးစွန်းစေတဲ့ဂိမ်းကနန်းတွေဟာဆက်လက်မြင့်တက်နေပြီးတော့အော်တိုဘာလအတွင်းအာနာတင်စေဥစုက လေကြောင်းတိုက်ခတ်မှုအကြိမ်250အထိကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဝန်ကြီးဌာနကဆိုပါတယ်ခင်ဗျာပြီးခဲ့တဲ့လအတွင်းမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်250ကျောင်းပြည်သူ185ယောက်တေဆုံးခဲ့ကဒဏ်ရာရသူပေါင်း922ယောက်ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ် အဲ့ဒီတည်ဆုံးသူတွေထဲမှာအသက်16နှစ်အောက်ကလေး38ယောက်ပါဝင်ခဲ့တယ်လို့လည်းဆိုပါရယ်။ဒါ့အပြင်ကျန်းဖက်စစ်တပ်ကအော်တိုဘာလတလထဲမှာပဲအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုပေါင်း17ကြိမ်ကျူးလွန်ခဲ့ပြီးတော့16နှစ်အောက်ကလေး16ယောက်အပါဝင် စုစုပေါင်း136ယောက်တည်ဆုံးခဲ့တယ်လို့ဆိုထားပါရယ်။တလအတွင်းမှာလူခွန်ရေးချုပ်ဖောက်မှုပေါင်း959မှုကိုစစ်တပ်ကပုံသဏ္ဍာန်မျိုးစုံနဲ့ကျူးလွန်ခဲ့ပြီးတော့ဒီလိုလုံရက်တွေအပေါ်မှာနိုင်ငံတကာကအရေးယူနိုင်ဖို့ ကျူးလွန်ခံရသူတွေရဲ့နှိမ့်နှံမှုတွေအတွက်တရားမျှတမှုရရှိစေဖို့တက်တည်အထောက်အထားအပြည့်အစုံနဲ့စုဆောင်ထားတယ်လို့ NUG လူခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အာဏာသိမ်းစစ်ကော်မရှင်ဟာအတူရောက်ရုပ်ကောက်ပွဲလုပ်ဖို့ကြိုးပမ်းနေတာနဲ့အမျှတစ်ဖက်မှာလည်းပြည်သူလူထုကိုအကြောက်တရားရည်သွင်းဖို့ဖမ်းဆီးထောင်ကြတာတွေဇက်တိုက်တိုးမြင့်လှုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျာ။နောက်လူငယ်ရီပေါ်တာဆွဲခံရတဲ့တဲ့ရင်ကိုဆက်တင်ပြကြပါရစေမကွေးတိုင်းစနေမြို့မှာပါ နိုဝင်ဘာ17ရက်နေ့ကမကွေးတိုင်းစလင်းမြို့ပေါ်မှာရှိတဲ့ရွှေပွင့်ဗျူကားဂိတ်မှာမန္တလေးကိုသွားရောက်တဲ့လူငယ်6ဦးကိုအကြမ်းဖက်စစ်သားတွေကစောင့်ကြည့်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးခံထားတဲ့လူငယ်6ဦးမှာအသက်25နှစ်ကနေ35နှစ်ဝန်းကျင်ရှိသူတွေဖြစ်ပါတယ်။အဲ့ဒီလူငယ်တွေကစလင်းမြို့နယ်မှာရှိတဲ့ကြေးရွာတွေမှာနေထိုင်သူတွေဖြစ်ပြီးတော့မန္တလေးကိုသွားပြီးအလုပ်လုပ်ဖို့သွားတဲ့သူတွေဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာ။ လက်ရှိအချိန်မှာပေါ်တာဆွဲဖရန်စီခံရတဲ့လူငယ်တွေကိုအကြံဖက်စစ်တပ်ကစလင်မျိုးပေါ်မှာရှိတဲ့ခလာရ2-5လက်တရင်တဲကိုခေါ်ဆောင်သွားပြီးတော့မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်မရရှိသေးဘူးလို့သိရပါတယ်အလားတူပဲအော်တိုဘားလ29ရက်နေ့ကလည်းစလင်းမြို့နယ်နဲ့စင်ပြူကျွန်းမြို့နယ်မှာရှိတဲ့ကြေးရွာတွေကအကြောင်းသားလူငယ်၄ဦးကိုစလင်းစင်ပြူကျွန်းလမ်းပိုင်းမှာရှိတဲ့စစ်ဆေးရေးဂိတ်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့ပါတယ်။ အဲ့ဒီပေါ်တာဆက်ဖန်းစည်းခံထားတဲ့ចောင်းသားလူငယ်၄ဦးအနဲ့ចောင်းသား၃ဦးမှာစနေမျိုးနယ်တောစိမ့်ကြီးရွာကဖြစ်ပြီးတော့ကြံចောင်းသား၃ဦးမှာဆင်ပြူကျွန်းမျိုးနယ်ကဖြစ်တယ်လို့သိရပါတယ်။နောက်ចောင်းသားလူငယ်၄ဦးစလုံးမှာအသက်၁၆နှစ်အရွယ်ကိုရန်ចောင်းသားတွေဖြစ်ပြီးတော့စစ်မှုထမ်းတင်တန်းចောင်းကိုပို့ဆောင်လိုက်ပြီးဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာ။နောက်ဂင်ဘီနယ်ကကြားဖြတ်နှိမ်နင်းရေးအထူးတပ်ဖွဲ့အမေရိကန်ဖွဲ့စည်းတဲ့အပေါ်မှာ မစိုးရိမ်ဘူးလို့ DKBA ဗိုလ်ချုပ်စောစောင်းအောင်ကပြောလိုက်ပါတယ်ဒီသတင်းကိုတင်ဆက်ချင်ပါတယ်အမေရိကန်ကအေးအေးယူတန်ခါပေးဆိုလိုက်တာနဲ့ပတ်သက်လို့ DKBA စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောစောင်းအောင်ကတော့နိုင်ငံရချမ်းမှာဘာပိုင်ဆိုင်မှုမှမရှိတဲ့အပြင်ကြားဖြတ်နှိမ်နင်းရေးအထူးတပ်ဖွဲ့ဖွဲ့စည်းတဲ့အပေါ်မှာစိုးရိမ်စရာမရှိဘူးလို့ပြောပါတယ်ကရင်တိုင်းဒေသလက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ DGB တပ်ဖွဲ့ရဲ့ခေါင်းဆောင်၄ယောက်နဲ့ထိုင်းနိုင်ငံသားတယောက်ကိုကြားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ဆက်နွယ်ပတ်သက်တယ်ဆိုပြီးတော့ ဒဏ်ခတ်ရေးယူလိုက်တယ်လို့နိုဝင်ဘာ12ရက်မှာအမေရိကန်ကထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ်လည်နေတဲ့တရုတ်ရာဇဝတ်ဂိုင်းတွေနဲ့ဆက်ဆက်ပြီးအွန်လိုင်းလိမ်လည်မှုကြားဖြန့်စင်တာတွေတည်ထောင်နိုင်ဖို့ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီစစ်ဦးစီးရာရှိချုပ်ဗိုလ်ချုပ်စောစအောင်ဘုံမှုကျုပ်ဆိုင်းကျော်လာနဲ့စည်ရေးကျုပ်ဘုံမှုကြီးစောစိန်ဝင်းတို့ကိုအေးအေးယူခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာဘုံကျုပ်စောစအောင်ပြောတာက သူတို့ဒဏ်ခတ်ပိတ်ဆို့တာပိတ်ပစီပေါ့ပိတ်တင်ပိတ်ထိုက်လို့ပိတ်တယ်ကျွန်တော်တို့လည်းနိုင်ငံရချဘာမှပိုင်ဆိုင်မှုမရှိဘူးသူတို့ဘာကြောင့်ပိတ်လဲမသိဘူးပိတ်တဲ့လူလဲတချို့ကမပတ်သက်တဲ့လူလဲပိတ်ပတ်သက်တဲ့သူလဲပိတ်အနေထားကိုတွေ့နေရတယ်လို့ဒီ DPP သတင်းဌာနကိုပြောဆိုထားတာဖြစ်ပါတယ်ကျပြငွေလေလုပ်ငန်းတွေကိုထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်တောင်ရင်မြစ်ကန်တချောက်ကရွှေကုတ်ကိုမက်ထော်တလေးအင်ဂျင်မြိုင်ဧကတရာ ရွှေပရောင်းမြိုင်ကြောက်ခက်အေအေဆိုင် ဝမ်ခဆတဲ့နေရာတွေမှာတရုတ်နိုင်ငံသားတွေကယင်းနှမြုံနှံပြီးလုက ାଇ နေပါတယ်။အွန်လိုင်းကြားဖြန့်လုပ်ငန်းတွေအတွက် DKB တပ်ဖွဲ့ဝင်တွေကလုံခြုံရေးအဆောက်အအုံပေးထားပြီးတော့ကြားဖြန့်လုပ်ငန်းအတွက်လူကုန်ကူးတာလူကုန်ကူးခံရသူတွေအပေါ်အကြမ်းဖက်နှိပ်စက်တာတွေကို DKB ကကျူးလွန်နေတယ်လို့အမေရိကန်ကထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ online ကြဖြန့်ငွေလုပ်ငန်းတွေမှာဖိလစ်ပိုင်ဗီယက်နမ်ပါကစ္စတန်မလေးရှားကိုရီးယားအာဂျင်တီးနားထိုင်းနဲ့ မြန်မာစတဲ့ထောင်ထဲချီတဲ့နိုင်ငံသားတွေကဝင်ရောက်လုက္ကိုင်နေတာပါမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကကြက်ဖြန့်လို့ခေါ်တဲ့အွန်လိုင်းလိင်လယ်မှုစင်တာတွေကိုနေနှင်းဖို့အမေရိကန်တရားရေးဌာနက FBI နဲ့ပူးပေါင်းပြီးတော့အထူးတပ်ဖွဲ့တစ်ခုလည်းပြီးခဲ့တဲ့ရက်ပိုင်းကဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်ခင်ဗျာနိုဝင်ဘာလ14ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြီးစုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်